်ပင်လယ်သမုဒ္ဒရာရဲ့အောက်မှာရှိတဲ့နဂါးကိုရှာနဂါးဆိုတာဂလုံရဲ့အစအခုအဲ့ဒီလိုနီးနေသမုဒ္ဒရာကြီးကိုနှစ်ဖြာကွဲအောင်အတောင်မှန်နဲ့ရိုက်ခတ်ပြီးတော့ပေါ်လာတဲ့နဂါးကိုအမိကနေပြီးတော့တခါတည်းဆွဲသွားတာအဲ့ဒါနဂါးကမသေးပဲနဲ့ဂလုံရဲ့ခြေသေးကြကနေတူးလို့တွဲလောင်းပါသွားတာအဲ့ဒီမှာဂလုံကဘယ်ကူကူတည်ပြီးတော့ပြန်လဲဆိုတော့ဦးဇင်းတို့ဖျားလောင်းရှိတဲ့လက်ပံပင်ကြီးကိုဥတည်ပြီးတော့ပြန် အဲ့ဒီလက်ပံမေမောကိုတင်းပြီးတော့သူကစားနေကြအဲ့ဒီလိုပြန်တော့ဘယ်ဟူဖြတ်ရလဲဆိုတော့ဦးဇင်းတို့ဟိမွန်တာတောကိုဖြတ်ရအဲ့ဒီမှာဂလုံကအောက်ကသစ်ပင်လေးနဲ့မလွတ်တလွတ်ပြန်သွားလာအဲ့တော့အောက်ကနှကားကလေဂလုံရဲ့လက်သေးချာကနေပြီးတော့သစ်ပင်လေးကို ထိခိုက်ထိခိုက်ပြီးတော့အဲ့ဒါတိုက်ပြီးတော့ပါသွားလာအဲ့ဒါနှကားကနဲ့သေပြီးနဲ့တိတ်ကြောက်တဲ့အတွေ့အကြုံသူကလည်းအကြံထုတ်ရင်းနဲ့လိုက်သွားလာ အဲ့ဒါတဏှာရောက်တော့သစ်ပင်တပင်ကလည်းတော်တော်ရှည်ရှည်ကြီးတွေ့တယ်အဲ့ဒါကိုသူကဇက်ဆိုတခါနဲ့ဖန့်ပြီးတော့ပတ်လိုက်နဂါးကကလုံးရဲ့လက်သေးချာမှာနဂါးနဂါးရဲ့အခွေချားထဲမှာသစ်ပင်ကလုံးအားကောင်းလိုက်ပုံကတော့တဲ့အဲ့ဒီသစ်ပင်ဟာကျွတ်ပြီးတော့ထွက်သွားပါသွားနဂါးအခွေကလည်းမပြေဘူးနဂါးလည်းပြုတ်ကြမနေဘူးအဲ့ဒါနဂါးရဲ့အခွေထဲမှာဘာပါသွားတော့သစ်ပင်ပါသွားတယ် အဲ့ဒီသစ်ပင်ကညောင်ပင်ဖြစ်နေတယ်။ဘိဒိဘာပင်ဖြစ်နေလဲ။ညောင်ပင်ဖြစ်နေတယ်။အဲ့ဒါနဲ့ကလုံးကသိတော့မသိပါဘူး။လက်ပတ်မင်းကြီးရောက်ပြီဆိုတော့အသားဖြားပြီးခါပြီးတော့လေ။နဂါးကိုလက်ပတ်မင်းမောတင်းပြီးတော့ကောင်းကိုဖောက်ပြီးတော့အရှိကို စုပ်ပြီးတော့အုံနောက်ကို စားပြီးတော့အကောင်ဘုတ်ကိုအမှုတရားလည်းပြစ်လိုက်တယ်။ အဲ့ဒီမှာခုနကတုန်းကပါလာတဲ့ညောင်မင်းကတော့တုံလုံးပက်လက်လက်ပံမင်းကြီးရဲ့ခြေရင်းမှာရှိနေတယ်။အဲ့ဒီညောင်မင်းပေါ်မှာငှက်တိုက်ကလေးတေးသေးလေးတစ်ခုပါလာတယ်။အဲ့ဒီငှက်တိုက်ကလေးမှာဒီလုံးငှက်မှလေးတေးသေးလေးအဲ့ဒါလေးကလည်းပဲအဲ့ဒီညောင်ကိုင်းပေါ်မှာတက်ပြီးတော့မရှိမလားသေးနေတဲ့ညောင်မင်းရဲ့ညောင်ကိုင်းပေါ်မှာနားပြီးတော့ငါမိကိုရအပင်ကတော့သေးသွားပြီ။တော့ငါပင်သားမှာဆက်ပြီးတော့အတိုက်ဆောက်ပြီးတော့နေရမလို့လို့ရှောက်ကြည့်တော့လက်ပံမင်းကြီးကိုမြင်တယ်။ မြင်တော့လက်ပံပင်ကွာကြားတက်ပြီးတော့နားတယ်နေရာသစ္စာဧတယေဘီလုံးငမလေးကပါလဲနေရာသစ္စာအဲ့ဒီလိုတက်ပြီးတော့နားတဲ့အချိန်မှာပဲဖရာလောင်းကြီးကကြောက်လွန်းလို့တဲ့တုံသွားတာအဲ့ဒီလက်ပံပင်ရဲ့အမြင့်တေတောင်တုံသွားတယ်လို့ဆိုတယ်အဲ့ဒီအချိန်နေတဲ့အကုန်လုံးကိုဂလုံးကသိငါလိုသိကြီးကျယ်တဲ့ဂလုံးတကောင်နားတော့ကဘာမှမထူကြပဲနဲ့ လက်သေးစုပ်လေးလောက်ရှိတဲ့ဒီငှက်မကလေးလာနာတာသူဘာကြောင့်ဒီလောက်ကြောက်ရသလဲအဲ့ဒါသူမနေနိုင်ဘူးဘုရားလောင်းကိုမေးတယ်အချင်းလက်ပံမေးဆောင်တဲ့ငါလိုအကောင်ကြီးနားတော့ကသင်မကြောက်ဖဲနဲ့ဒီသေးသေးလေးအကောင်နားတာကိုဘာကြောက်ကြောက်တယ်အဲ့ဒီမှာဘုရားလောင်းကရှင်းပြမင်းစင်သားကြီးဟောဒီငှက်မလေးဟာညောင်မင်းပေါ်မှာနေတော့ဧကန္နညောင်စည်းကိုစားမယ် ညောင်စည်းကိုစားရင်ဧကန္တမစင်စွန့်ရင်မစင်ထဲမှာညောင်စည်းတည်တည်ကြပေါ့ပါမယ်အဲ့ဒီညောင်စည်းတည်ငါရဲ့လက်ပံမင်းကိုအမြင့်တွယ်ပြီးတော့ကြီးထွားလာလို့ရှိရင်ငါရဲ့လက်ပံမင်းကြီးကိုဝါမြူသွားမှာပဲတဲ့အဲ့ဒါငါမကြောက်တဲ့ဘူးလားတဲ့ငါကိုအတွေးခေါင်တယ်လို့ပြောချင်သလားတဲ့ပေးတဲ့ရဒါဖြစ်နိုင်တဲ့ကိစ္စလားမဖြစ်နိုင်တဲ့ကိစ္စလားဖြစ်နိုင်တဲ့ကိစ္စပဲအဲ့ဒီမှာဘုရားလောင်းကဂါထာလေးရွတ်ပြ သင်္ကေယသင်္ကိတဗ္ဗနိရကေယနာဂတဗယံနာဂတဗယံတိရောဥဘောလောကေအဝခတိသင်္ကေယသင်္ကိတဗ္ဗနိသင်္ကေယကြောက်လန့်သင်ကြောက်လန့်တိုက်တိတို့ကိုသင်္ကိတဗ္ဗနိကြောက်လန့်ကုန်ရ၏ရကေယနာဂတဗယံနာဂတဗယံလာလတံသောဘိကုရကေယဆောင်းလျှောက်ရ၏ကြောက်တဲ့နာကိုကြောက်ကိုကြောက်ရမည် လာမယ့်အနာဂတ်မှာဘေးတွေဖြစ်ပေါ်လာမယ်လို့သိရင်ကြိုတင်ပြီးတော့ကာကွယ်ရမယ်။တဏျန်ရှိတဲ့လူတွေရဲ့အလုံးတော့ဒကာကြီးမိုက်မြတ်။ဘယ်ကိစ္စမျိုးမှမဆိုကြောက်တဲ့နာကိုကြောက်ကိုကြောက်ရမယ်။လာမယ့်ဘေးကိုကြိုတင်ပြီးတော့ကာကွယ်ရမယ်။ပညာရှိတို့ရဲ့သဘောဟာအဲ့ဒီတိုင်းပဲ။ဘေးကိုမတွေ့အောင်ရှောင်နေကြိုတင်ပြီးတော့တတ်နိုင်တဲ့လောက်လဲကာကွယ်တယ်။အဲ့ဒီလိုလုတ်တဲ့ဂျားတွေကဘေးကတွေ့လာပြီဆိုရင်တော့တတိရှိရှိရင်ဆိုင်မယ်။ ဒီလိုဒါပညာရှိတို့ရဲ့သဘောနော်တခိုင်းမိုက်မြအေးဒီမှာဘုရားလောင်းကအဲ့ဒါလိုလေးသင်္ကေယသင်္ကေတ္တပါတိကြောက်လန့်သင်ကြောက်လန့်တိုက်တိတို့ကိုကြောက်လန့်ရ၏ရခေယနာဂတဘယံနာဂတဘယံလာလတံသောဘိကိုရခေယစောင့်ရှောက်ရ၏အနာဂတဘယံဒီတော်ဥဘောလောကေအဝကတိဒီတော်ပညာရှိသောပုဂ္ဂိုလ်သည်အနာဂတဘယံလာလတံသောဘိဖြင့်ချိန်ထိုး၍ ဥဘောလောကီမျက်မှောက်လောကတမလုံးလောကဟုဆိုသောနှစ်ပါးစုံသောလောကဟုအဝကတိကြည့်ရှုရ၏ဉာဏ်ကြီးတဲ့လူဆိုတာတဲ့လာလတန်သောဘေးဖြင့်ချိန်ပြီးတော့ဒီဘဝနောက်ဘဝနှစ်ပါးစုံဘဝကို ကြည့်ရမယ်တဲ့ဒါလေးသိပြီးတော့မှတ်သားစရာကောင်းတယ်နော်ဒကမကြီးများပညာရှိတဲ့လူဆိုတာဒီဘဝနောက်ဘဝနှစ်ပါးစုံဘဝကို ကြည့်ရတဘဝနဲ့ကြည့်ရမှာလား မဟုတ်ဘူးဘာကြောင့်လဲတဘွားတဲနဲ့ပြီးသွားမဲ့ကိစ္စမဟုတ်လို့ပဲဟုတ်လားတကယ်ကြီးမိုက်မြဒါကြောင့်တကယ်လို့အလုပ်တစ်ခုလုပ်တော့မယ်ကြံလို့ရှိရင်နှစ်ခုကြည့်ရမယ်ဒီလုပ်လုပ်လိုက်ရင်ဒီဘဝတော့ချမ်းသာတော့နောက်ဘဝတော့ဆင်းရဲစီတော့ဆိုရင်ဒီလိုမျိုးလုပ်သင့်ပါသလားမလုပ်သင့်ဘူးနော်တကယ်ကြီးမိုက်မြဟာမျက်တောင်တစ်စုံကြည့်ပြီးတော့မျက်စိတစ်စုံမကြည့်ဘူးဆိုရင်ညံကြီးရရောက်သလားညံနေရရောက်သလားညံနေရရောက်သေးဟုတ်လားတကယ်ကြီးမိုက်မြ ဒါကြောင့်ဒီဘဝနောက်ဘဝနှစ်ပါးစုံကြည့်ပြီးတော့ကိုယ့်ရဲ့လာလတန်သောဘေးတွေမကြမရောက်ရအောင်လိမ့်လိမ့်မာမာပါပါနဲ့နဲ့နေသွားတရမယ်သဘောပေါက်တယ်နော်အေးအဲ့ဒီလိုဘုရားလောင်းကရွတ်ပြတော့ဂလုံးငှမင်းကလည်းပဲဒါကို လုံးဝလက်ခံအဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားကဘယ်လိုရည်ရွယ်ချက်နဲ့ဟောတာလဲကြောက်လန့်တဲ့ကြောက်လန့်တိုက်တဲ့အရာတွေကိုကြောက်လန့်ရမယ်ပညာရှိဆိုတာတစ်ချိန်ချိန်မှာကိုယ့်ကိုဘေးသင့်နိုင်တဲ့အရာကိုကြိုတင်ပြီးတော့ ရောင်ရှားမယ်ကာခွေမယ်ဒီလိုမဟုတ်လားအေးဒါကြောင့်ပေတာပေါင်းသူတော်ကောင်းတို့မိမိရဲ့ဘဝတန်လျာတလျှောက်အဆိုးဆုံးဒုက္ခပေးနိုင်တဲ့မကောင်းသောစိတ်ကိုကြောက်လန့်တဲ့အထဲမှာတော့ကြောက်เสียအကောင်းဆုံးမင်းလို့သဘောမပေါက်တယ်မို့လားပေါက်တယ်နေဒါကြောင့်အဆိုးဆုံးရန်သူဆိုတာဘာလဲလို့မေးရင်မကောင်းသောစိတ်ပေးတဲ့ရန်သူအကြောင်းတွေကိုပြောမယ်ဆိုရင် ပြောလို့မကုံနိုင်ဘူးနော် ဘာကြောင့်လဲဘာကြောင့်လဲသိလားအဲ့ဒါသိလားမကောင်းသောစိတ်ရဲ့လက်ရလက်ချက်တွေတက်တည်တာရကတွေလောကကြီးမှာအများကြီးရှိနေလို့နော်မကောင်းသောစိတ်တွေကြောင့်ဘယ်သူတွေတော့ဒုက္ခရောက်သွားတယ်ဘယ်ဝါတွေတော့မရှုမလဘယ်လိုဒုက္ခတွေခံစားနေရတယ်ဆိုတာပြောကုန်နိုင်မွေရာရှိပါမလားမရှိဒါကြောင့်မကောင်းသောစိတ်ရဲ့အကြောင်းကိုဦးဇင်းတို့ဒီလောက်ပဲရက်မယ်ဗျာဟုတ်လားအဲ့တော့အဆိုးဆုံးယန္တူဆိုတာဘာလဲလို့မေးရင်ပြောတတ်ပြီလားမကောင်းသောစိတ် ဲအကောင်းဆုံးမိတ်ဆွေအကြောင်းသွားကြမယ်နော်နာဓမ္မာတပိတာဂိရာအင်ဂျင်ဝါပိစညာတကသမ္မာပနိဟိတံစိတ်တံတေယသောဏတတောဂရီတန်သူခံထိုလူနဲ့နိဗ္ဗာန်သုံးတတ်သောချမ်းသာကိုမာတာမိခင်ဒီနာဂိရာတာပြုလို့ရမပေးနိုင်လေကုန်ပိတာဖခင်ဒီနာဂိရာတာ ပြုလို့ရမပေးနိုင်ကုန် အင်းကြီးပင်မိခင် ဖခင်ကြည်သူရှင်တို့မှာတမျိုးတခြားတစ်ပါးသာလင်ဖြစ်ကုန်သောညာတကမိဆွေခွင်မွန်ချစ်ကျမ်းဝင်ကြကုန်သောဆွေမျိုးသားချင်းတို့သည်လေနာဂိရာတာပြုလို့၏မပေးနိုင်လေကုန်တကယ့်ချမ်းသာစေချမ်းသာမှန်ကိုအမေကလည်းမပေးနိုင်ဘူးအဖေကလည်းမပေးနိုင်ဘူးချစ်ကျမ်းဝင်ကြတဲ့ဆွေမျိုးသားချင်းမိတ်ဆွေအပေါင်းအသင်းတွေကလည်းမပေးနိုင်ဘူး ဘသူကပေးနိုင်တယ်လို့အဖြေထုတ်ထားတယ်ဆိုရင်တမ္မာပဏိဟိတံကောင်းစွာသောတိရထာတောစေတံကုသိုလ်စေတုသည်ဝါကောင်းသောစေတုသည်နန္ထုကုသိုလ်စိတ်ပိုင်ရှင်ကိုဝါကောင်းသောစိတ်ပိုင်ရှင်ကိုတေရသော ချမ်းသာအောင်မြင့်မြတ်အောင်ကြေကြေရပြုနိုင်ပေ၏အမေဖေကမပေးနိုင်တဲ့မေတ္တာရှိတဲ့လူတွေကမပေးနိုင်တဲ့ချမ်းသာကို ကောင်းတဲ့စိတ်ကပေးနိုင်တယ်တဲ့ ဟုတ်လားတခါကြီးမိုက်မြကောင်းတဲ့စိတ်ကပေးနိုင်နေတဲ့ကောင်းတဲ့စိတ်တဲ့အားကိုးစရာအကောင်းဆုံးအရာလောကမှာမရှိဘူးပေးကမ်းတဲ့စွန့်ကြေးတယ်ဆိုရင်လည်းဒါကောင်းတဲ့စိတ်လို့ပြောလို့မရဘူးလားသူများကိုဒုက္ခမပေးဘူးစောင့်စည်းပြီးတော့စိတ်ကိုချုပ်ထီးပြီးတော့နေမယ်ဆိုရင်ကောကောင်းတဲ့စိတ်လို့ပြောလို့မရဘူးလားရတယ်အမှန်တရားကိုနားလည်အောင်သဘောပေါက်အောင်လေ့ကျင့်အားထုတ်နေတဲ့ဘာဝနာတရားလည်းပါလေကောင်းတဲ့စိတ်ကုသိုလ်တရားဆိုတာဘာလဲလို့မေးရင်ကောင်းသောစိတ်ပဲ ဟင်တခါကြီးဒီမိုက်မြဒီထဲမှာအကုံဝင်ရတယ်မဟုတ်လားအေးဒါကြောင့်ကောင်းသောစိတ်သည်သာလျင်ဘဝမှာအားကိုးเสียအကောင်းဆုံးမိတ်ဆွေဟုတ်လားတခါကြီးဒီမိုက်မြအေးဘာကြောင့်သူ့ကိုမိတ်ဆွေလို့သတ်မှတ်ရသလဲသူ့ကိုလည်းအချက်၃ချက်နဲ့ဥစဉ်တို့ပြောပြမယ်ဒီလောက်ပြောလိုက်ရင်ဟောဒီပေးတဲ့ကတော့သဘောပေါက်ပြီလို့တောင်ဥစဉ်ကထင်တယ်ဟမ်တခါကြီးမြမကောင်းသောစိတ်ကိုယံသူလို့ဥစဉ်ပြောတော့ကလည်းအချက်၃ချက်နဲ့ပြောခဲ့တာနော် ခုကောင်းသောစိတ်ကိုမိတ်ဆွေလို့ပြောတော့လေအချက်ပဲနဲ့ချက်ပြောမှာတချို့ရိမ့်မိပြီလို့ထင်တယ်ဖြစ်ဆဲမှာအေးချမ်းသည်တည်းတတ်တာသည်တည်းချမ်းသာစီတည်းဒါကြောင့်ကောင်းသောစိတ်သည် ကောင်းဆုံးမိတ်ဆွေဒီဘဝမသေးခင်မှာကိုပဲ ကောင်းတဲ့စိတ်တွေကြီးထွားအောင်ဝင်းယူကြတဲ့ပုဂ္ဂိုလ်များကောင်းကောင်းချမ်းချမ်းသာသာ နေရအကျိုးပေးမယ်ဟုတ်လား ။တန်တရာတလျှောက်ဘဝတဏမကုန်သေးလို့ကျင်လေရစေအောင်တော့အရှင်းမြင့်တဲ့ဘဝမှာအရှင်းမြင့်တဲ့နေနည်းမျိုးနဲ့အရှင်းမြင့်မြင့်နေသွားရမယ်။ကောင်းတဲ့စိတ်ကအရှင်းမြင့်တာကိုဟုတ်လားတကယ်ယူမိုက်မြ။ဒါကြောင့်အဲ့ဒီအချက်၃ချက်ဖြစ်စဲမှာအေးချမ်းစီတယ်တသက်စီတယ်။ဒီဘဝမှာချမ်းသာစီတယ်။တန်တရာတလျှောက်လို့ဖေးမကူညီလိမ့်မယ်။မကောင်းဘူးလား။ကောင်းတယ်။ကောင်းတဲ့စိတ်လေးများဖြစ်လာရင်လေ ဧသပောင်သူတော်ကောင်းတို့ဒီအချက်မှလည်းပဲသတိရှိဖို့လိုတယ်နော်ကောင်းတဲ့စိတ်မုံမြတ်တဲ့စိတ်ဖြစ်လာရင်စိတ်ကိုကြည်နူးပြီးတော့ကောင်းတဲ့စိတ်ပဲကောင်းတာပေါ့ဟင်ဒီကကြီးမိုက်ပြကောင်းတဲ့စိတ်ပဲဘယ်မှမကောင်းမဲရှိပါမလဲဟုတ်ဘူးလားအေးဒါကြောင့်သူကလည်းပဲအခုဖြစ်ရင်အခုချမ်းသာဟိုရှင်းွားတဲ့တောင်ဦးဇင်းတို့မြန်တယ်လို့ထင်ယောဂပြောက်စီတဲ့ရှင်းွားကမှဗိုက်သေးကိုမျိုးချလိုက်တယ်ဆိုရင် ဟုတ်လားအစာချေစနစ်တွေပါနေတဲ့တရှင်ပြီးတရှင်သွေးတွေပါနေတဲ့ရောက်အောင်သွားပြီးတော့မှခဏနေမှပါလေတက်တန်သွားတဲ့သဘောရှိတယ်မို့လားကောင်းတဲ့စိတ်ကအဲ့ဒါလောက်တောင်အချိန်ဆောင်စရာမလိုဘူးအခုဖြစ်ရင်ခုချမ်းသာတယ်ဟင်တခါကြီးမိုက်မြအဲ့ဒါလောက်စိတ်ချရတဲ့အရာလောကမှာရှိနေမှာမလားအခုဖြစ်ရင်ခုချမ်းသာတယ်ကြိုးစားပြီးတော့ကောင်းတဲ့စိတ်ကိုမွေးတဲ့မွေးခြင်းတဲ့စိတ်မပေါက်တဲ့ဘူးလားပေါက်တဲ့နေနော်ပြီးရင်ကောင်းတဲ့စိတ်သည် ဒီဘဝမှာဗာလဲကျူးပင်းမယ်ဦးဇင်းတို့မြင်တာလေးပြောမယ်ဈေးရောင်းကောင်းတဲ့ဈေးတယ်လို့ကိုဖြစ်မယ်လို့ထင်ကောင်းတဲ့စိတ်ကလေးဖြစ်လာတော့အစဉ်လေးရတဲ့တပြေးပြေးနဲ့စိတ်ထဲမှာစိတ်ချမ်းသာမှုလည်းဖြစ်တယ်။ဩစိတ်ကောင်းနှလုံးမမွေးရတာများသိပ်ပြီးတော့အစဉ်ပြေတာပဲဟန်ရလိုက်တာဆိုပို့ပြီးတော့ယုံကြည်မှုကလည်းဖြစ်လာဟုတ်လားယုံကြည်တော့ပို့ပြီးတော့စိတ်ကောင်းမွေးမိတယ်စိတ်ကောင်းမွေးမိတော့ပို့ပြီးတော့သက်တာရာကိုရတယ် ပူပြီးတော့တက်တာရာရလီလီပူပြီးတော့ကောင်းတဲ့စိတ်ရဲ့အပေါ်မှာယုံကြည်မှုကညာလီလီအဲ့ဒီလိုနီးနဲ့ယုံစရာကိုတွေ့တော့ယုံကြည်မှုကလည်းပူပြီးတော့ညာလာတယ်အဲ့ဒါဘာအရေးကြီးလဲဆိုရင်ပထမခြေလန်းလေးဟာအရေးကြီးတယ်လို့ထင်တယ်ဟင်တက္ကမကြီးတွေကောင်းတဲ့စိတ်ကိုပြီးပြင်အောင်မွေးကြည့်လိုက်အဲ့ဒါကသူကဟိုငါ့ကိုနည်းနည်းရရမမှတ်နဲ့ငါတော့လျှောက်ချမ်းသာစေနိုင်တယ်ဆိုပြီးတော့သူအကောင်ထည်ပြလာတဲ့အချိန်မျိုးမှလေး အဲ့ကောင်းတဲ့စိတ်ရဲ့အပေါ်မှာအိုးသူဒီသာနဲ့အာကိုရပဲလို့သဘောပေါက်လာတဲ့အချိန်မှာယုံကြည်မှုဆိုတာကတက်မလာဘူးလားတက်လာတယ်အဲ့ဒါကိုပဲပါခုံမယ်တရားတရားကုသိုလ်ရဲ့ပုံမှာယုံကြည်တာနော်ဒီကကြီးမိုက်မြအဲ့ဒီကောင်အရှိန်ဝါကြီးရင်ကြီးသလောက်ကုသိုလ်ကိုပူပြီးတော့လုပ်ဖြစ်တယ်စိတ်ကောင်းကိုပူပြီးတော့မွေးဖြစ်တယ်ဟုတ်လားဒါကြောင့်ယုံစရာကိုတွေ့အောင်ကလည်းပဲလှုပ်ထားအောင်မှယုံစရာကတွေ့မှာဟုတ်လားယုံစရာတွေ့မှလည်းပါလေ ်ယုံကြည်မှုကဖြစ်လာတယ်အဲ့ဒီလိုလဲသွားဖို့အရေးမကြီးဘူးလားကြီးကြီးတယ်ဒါကြောင့်ဒီဘဝမှာတင်ကိုပဲထင်ထင်ရှားရှားအကျိုးပေးတယ်လို့မိမိတို့ရဲ့ဉာဏ်ထဲမှာတိတာထင်ရှားလာအောင် ကောင်းတဲ့စိတ်ကိုဒုနဲ့ဒေနဲ့ကြီးထွားလာအောင်မလုပ်သင့်ဘူးလားလုပ်သင့်တယ်နောက်တခါယူမိုက်မြအေးနောက်တတိယချက်ပါလေမသေးခင်အဲနိဗ္ဗာန်မရမချင်းဘဝတန်တရားတခြားလိုက်ပြီးတော့ချမ်းသာစေမယ် တတစီမေဟုတ်လားဦးဇင်းတို့ရသော်ဘုရားမှုရှိတဲ့သူတော်ကောင်းကြီးတွေဒီဘဝမှာလူတိုင်းကမော့ကြည့်ရတော့အစ်မြင့်ညာတယ်လေဟင်ဒီကကြီးတို့မိုင်းမြတခါတခါအားကျတဲ့စိတ်တွေမပေါ်ဘူးလားပေါ်တယ်အဲ့ဒါသူတို့ဘာဖြစ်လို့အဲ့ဒီလိုချမ်းသာတဲ့အကျိုးတရားသူများအားကျရတဲ့အခြေအနေမျိုးမှာရက်တည်ပြီးတော့ဘဝမှာစံပြအနေနဲ့နေသွားတာလေဆိုရင်ဘဝအဆက်ဆက်ကကောင်းတဲ့စိတ်တွေကိုမွေးမြူပြိုးထောင်ခဲ့တာဟုတ်လားဒီကမကြီးမြတ် အဲ့ဒီကောင်းတဲ့စိတ်ကိုတဖြည်းဖြည်းလေးနဲ့ဆု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 လာတော့ကောင်းတဲ့စိတ်တွေများလာပြီဆိုတဲ့အခြေအနေမျိုးမှာဘယ်နေရာကပဲရှင်ရှင်သူတို့ကိုမှီဖို့ဆိုတာလွယ်လားလွယ်အကုန်လုံးကောင်းတယ်သူတို့ဘဝတွေကတိတ်ကောင်းတဲ့အခြေအနေမျိုးကိုရောက်သွားတာဒါဥစဉ်ကနည်းနည်းလေးတချို့တွေးတဲ့ခေါ်တတ်တဲ့ပုံစံတွေတည်းရည်ရွယ်ပြီးတော့ပြောကြည့်တာနော်ဟုတ်လားအဲ့တော့ကောင်းတဲ့စိတ်ကိုဘဝအဆက်ဆက်ကိုကမွေးလာပြီဆိုရင်ဒီကောင်းတဲ့စိတ်တွေကပဲ အဲ့ဒီဘဝကိုအရှင်းမြင့်တဲ့မြင့်အောင်မြင့်တင်ပြီးတော့မသွားဘူးလားမြင့်တင်သွားတာကောင်းတဲ့စိတ်ကပဲအရှင်းမြင့်တာဗျာဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကလေအတိဗန္ဒကရွာသူကြီးဆိုတာရှိဦးဇင်းတို့နာလန္ဒမြို့နားမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအဲ့ဒီပါဝါပြီပေါ့လေနာလန္ဒမြို့ကိုရောက်တော့အဲ့ဒီအတိဗန္ဒကရွာသူကြီးကသူ့ရဲ့ဆရာကဒီကန္တနာတ္တဗုဒ္ဓဒိဋ္ဌိဆရာကြီး6ရောက်ထဲမှာတယောက်အပါဝင်ပေါ့အဲ့ဒါအတိဗန္ဒကရွာသူကြီးကို မြတ်စွာဘုရားဒီကိုသွားပြီးတော့ဝါဒစစ်ပွဲဆင်နွှဲကြီးဆိုပြီးတော့လွတ်တာဗျနော်အဲ့ဒီမှာအတိပန္နကဂျွာသူကြီးကမြတ်စွာဘုရားဒီကိုရောက်လာလူရင်းပဲပြောကြည့်မယ်ဗျာမြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားဟိုပိစံတည်းအရမနေကြတယ်မိပူဇော်တဲ့ပုံနာတွေကပြောတယ်တဲ့သူတို့ကိုကြည်ညိုတဲ့လူကိုးကွယ်တဲ့လူတွေကိုသေလို့ရှိရင်အစင်းမြင့်တဲ့ဘဝကိုရောက်အောင် တနည်းအားဖြင့်ချမ်းသာတဲ့ဘဝကိုရောက်အောင်သူတို့လုပ်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့အဲ့ဒီပုံသားတွေကပြောတယ်တဲ့အရှင်ဘုရားလည်းပဲတတဝါတွေကိုတနာတဲ့ကရုဏာရှင်လို့နာမည်အင်မတန်ကြီးပါလေဒါကြောင့်အရှင်ဘုရားရဲ့တပည့်အတော်ကတွေတည်ဆုံးပြီးတဲ့နောက်မှာကောင်းတဲ့ဘဝရောက်ဖို့အတွက်အဆင့်မြင့်ဖို့အတွက်အရှင်ဘုရားကလုံမပေးနိုင်ဘူးလားလို့မြတ်စွာဘုရားကလာမေးလာပိတ္တတို့ဒီမေးခွန်းလေးစဉ်းစားကြရအောင်နော် မိဘူးဆိုတဲ့ပုံသားတွေကတော့သူတို့ကြည်ညိုတဲ့လူတွေကိုသိပြီးရပါလေ။ကောင်းတဲ့နေရာရအောင်လုပ်ပေးမယ်၊ဆင်းပြေအောင်ဆင်းပြေအောင်လုပ်ပေးမယ်လို့ပြောတယ်တဲ့။ရှင်ဘုရားလုပ်မပေးနိုင်ဘူးလားလို့မေးတယ်။အဲ့ဒီမှာမြတ်စွာဘုရားကတခါကြီးအဲ့ဒီလိုဆိုလို့ရှိရင်လေ။သင်ကငါမေးခွန်းတစ်ခုမေးမယ်။သင်ကြိုက်တယ်လို့ရှိ။ရှင်ကန်ကြီးတခံရဲ့ဘေးမှာလူတွေဝိုင်းပြီးတော့ရက်နေကြ။အဲ့ဒီမှာလူတူတူတယောက်ကအဲ့ဒီရှင်ကန်ကြီးတဲကို ကြောက်ခဲတုံးကြီးတုံးပြစ်ချလိုက်မယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုပြစ်ချလိုက်လို့ရှိရင်ကြောက်ခဲဟာရေထက်တိတ်သီးမှုများတဲ့အတွက်ကြောင့်ရေထဲကိုပါလဲနစ်သွားမယ်ဒါနားလည်နိုင်တယ်နော်အဲ့ဒါကိုကံပေါင်းရက်ဘေးမှာဝိုင်းပြီးတော့ရက်နေကြတဲ့လူတွေအကုန်လုံးကဒီကြောက်ခဲကြီးကိုရေထဲမနစ်စေခြင်းဘူးကြောက်ခဲကြီးရေပေါ်ပေါ်ပါစေရေပေါ်ပေါ်ပါစေလို့ဝိုင်းဝန်းပြီးတော့ဆူတောင်းကြမယ်ဆိုရင် အဲ့ဒီကြောက်ခဲကြီးဟာရေပေါ်ပေါ်လာနိုင်ပါသလားတကကြီးကြိုက်တယ်လို့ဖြေကဲပေးတယ်လို့လည်းကြိုက်တယ်လို့ဖြေကြောက်ခဲကြီးရေပေါ်ပေါ်ပါစေလို့ဆုတောင်းယုံမျှနဲ့ကြောက်ခဲကြီးရေပေါ်ပေါ်လာနိုင်သလားပေါ်လာနိုင်ဘူးဘာဖြစ်လို့မပေါ်လာနိုင်တာကြောက်ခဲဟာရေထက်လေးနေလို့ကိုမပေါ်နိုင်တာပဲဟုတ်လားအဲ့ဒီတော့အတိပန္နကရွာသူကြီးကမြတ်စွာဘုရားမပေါ်နိုင်ပါဘူးဖေ။အဲ့ဒီလိုပဲတခါကြီးတဲ့ ဘဝတခြားလုံးမကောင်းတဲ့စိတ်တွေညှဉ်းနှွမ်းတဲ့စိတ်တွေနဲ့နေလာတဲ့တတ္တဝါသူ့ကိုမေတ္တာရှိကြတဲ့အတိုင်းဝိုင်းတွေကဒီတတ္တဝါသိပြီးတဲ့နောက်မှာကောင်းတဲ့ဘုံဘဝရောက်ပါစေအဆင်ပြေပါစေချမ်းသာပါစေဘလောက်ပဲမေတ္တာစေတနာတွေနဲ့ဆူတောင်းမေတ္တာပို့နေစေကားမူအဲ့ဒီတတ္တဝါကောင်းတဲ့ဘဝဘယ်နည်းနဲ့မှမရောက်နိုင်ဘူးကြောက်ခဲကိုရေပေါ်ပေါ်အောင်ဘယ်သူမှမလုံနိုင်တဲ့လူမျိုးပဲတဲ့မကောင်းဘူးလားဥပမာကတကယ်ကြီးမိုက်ပြ ဒါကြောင့်ကြောက်ခဲသည်ရည်ရဲနစ်တဲ့သဘောရှိတယ်လို့မကောင်းသောစိတ်တည်းလဲတတဝါကိုအစစ်နှိမ့်အောင်ဆွဲနစ်တဲ့သဘောရှိဟုတ်လားတဖြည်းဖြည်းနဲ့နှိမ့်ချသွားမယ်ဘဝဟာလေမကောင်းသောစိတ်တွေများလာနောက်ထပ်ဥပမာတစ်ခုထပ်မေးမယ်အဲ့ဒီလူစုပဲအဲ့ဒီရေကန်ကြီးရဲ့ဘေးမှာဝိုင်းပြီးတော့ရက်နေကြအဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်ကထောပတ်အိုးကိုဖြစ်စီစီအိုးကိုဖြစ်စီရိုက်ခွဲပြီးတော့အဲ့ဒီရေကန်ထဲကိုပြစ်ချလိုက်တယ် အဲ့ဒီမှာအိုးချင်းပဲ့တွေကတော့တခါတည်းတဖြည်းဖြည်းနဲ့စီစီနဲ့မြုပ်သွားတယ်။ထောပတ်တွေစီတွေကတော့ရေမျက်နှာပြင်ပေါ်မှာဝဲပြီးတော့ဗာလဲကြံရစ်တယ်။ဘာဖြစ်လို့လဲရေထက်တိတ်သီးမှုနည်းတဲ့အတွက်ကြောင့်ထောပတ်တို့စီတို့ဒီရေထဲမှာနစ်သလားမနစ်ဘူး။အဲ့ဒါကိုဘေးကလူတွေကလေဟောဒီထောပတ်တွေစီတွေရေထဲနစ်ပါစေ။ရေထဲနစ်ပါစေလို့ဆန္ဒပြုမယ်ဆိုယုံမျှနဲ့ ဒီထောဘတ်တွေရှိတယ်ဟာတကကြီးရေထဲနှစ်သွားနိုင်သလားတဲ့အဲ့ဒါရေနှစ်သွားနိုင်သလားမနစ်နိုင်ဘာကြောင့်လဲရေပေါ်မှာပေါ်တဲ့သဘာဝရှိတယ်အဲ့ဒီအတိုင်းပဲတကကြီးတဲ့ကောင်းတဲ့စိတ်တွေနဲ့အချိန်များများကုံညမဲ့ပုံကိုယ်ကြီးနော်သူတို့ကိုဘေးကတည်းကသုံးတယောက်တော့မုံတီးတဲ့လူကမကောင်းတာတွေဖြစ်ပါစေတကယ်လို့သေအောင်တောင်မကောင်းတဲ့ဘဝရောက်ပါစေသိပြီးတော့ဒေါသတွေနဲ့အမုန်းတွေနဲ့အာဃာတတွေနဲ့အဲ့ဒါလို့ဆန္ဒပြုမဲ့ဆိုရင်တောင်မှ ကောင်းသောစိတ်ပိုင်ရှင်သည်အစ်စ်နှိမ့်သွားတဲ့အခြေအနေမျိုးကို ရောက်နိုင်သလားမရောက်နိုင်ဘူးဘယ်အရေးမှာပဲရှင်ရှင်အစ်စ်မြင့်တဲ့အရေးတွေနဲ့တို့ထာဝရရှိနေမယ်စီပွားရေးလူမှုရေးပညာရေးကျမ်းမာရေးဒါလူဘဝအနေနဲ့ပြောတာနော်တန်တရာရေးနဲ့ချီပြောမယ်ဆိုရင်ဘဝအရာမှာမရှင်နိုင်တဲ့ဘဝတွေကိုတို့ရရဘဝချင်းတူရင်ညံအဖြစ်တို့အထက်တန်းကြဟုတ်လားဘယ်လိုစိတ်ပိုင်ရှင်နေလဲကောင်းသောစိတ်ပိုင်ရှင် အဲ့ဒီကောင်းတဲ့စိတ်ပိုင်ထားတဲ့အတွက်ကြောင့်ထောဘတ်တွေစီတွေဟာရေရဲ့အထက်မှာရှိနေတယ်လို့ကောင်းသောစိတ်ပိုင်ရှင်တွေသည်တာမန်လူတွေရဲ့အထက်မှာရှိနေမယ်။သဘောပေါက်လားဒကာကြီးမိုင်းမြ။အေးအဲ့တော့ဒကာကြီးအဲ့ဒီဥပမာအတိုင်းပဲ။ကောင်းသောစိတ်သည်တတ္တဝါကိုမြင့်မားစေတယ်။မကောင်းသောစိတ်သည်တတ္တဝါကိုနှိမ်ကျစေတယ်။ဟုတ်လား။ ဒါကြောင့်ရေကေစီကုသလဓမ္မသဗ္ဗေတယတောဘာကင်ကမဏီယရေကေစီခသိန်ကုံသောကုသလဓမ္မအာကုသလဓမ္မအာကုသူတရားတို့သည်တန်တိရှိကုန်၏သဗ္ဗေခသိန်ကုံသောတေအာကုသလဓမ္မတို့အာကုသူတရားတို့သည်ဝမ်းမကောင်းသောစိတ်တို့သည်အတောဘာကကမဏီယအောက်ဘုကိုဆွဲငင်ခြင်းသဘောရှိကြကုန်၏ခသိန်ကုံသောမကောင်းသောစိတ်တွေကောင်းဆောင်ထားတဲ့အာကုသူတရားတွေရှိတယ် အဲ့ဒီအာဟုတုသည်တတ္တဝါကိုတဖြည်းဖြည်းနဲ့ဆွဲနှစ်မယ်အောက်တန်းကြအောင်လုပ်မယ်သဘောပေါက်တယ်နော်ရေကေစီကုသလဓမ္မသဗ္ဗေတေဥဒ္ဒံဘာကင် ကမဏိယရေကေစီခသိန်းကုံသောကုသလဓမ္မကုသိုလ်တရားတို့သည်အဋ္ဌိတန်၏ရှိကြပေကုန်၏သဗ္ဗေခသိန်းကုံသောတေကုသလဓမ္မတို့ကုသိုလ်တရားတို့သည်ဥဒ္ဒံဘာကင်ကမဏိယတတ္တဝါကိုထထန်းကြအောင်မြင့်တင်တဲ့သောသဘောရှိကြပေကုန်၏ ကောင်းတဲ့စိတ်တွေခေါင်းဆောင်တဲ့ကုသိုလ်တရားတွေကတော့တတ္တဝါကိုဘာလို့မှလဲအရှင်းမြင့်အောင်မြင့်ပေးမယ်ဒီတဘောနော်ဒါကြောင့်ကောင်းသောစိတ်တည်တာရင်ဘဝတန်တရားဆက်ရအောင်မယ်ဆိုရင် တောင်မှပါလဲတဖြည်းဖြည်းနဲ့မြင့်အောင်ဆက်ပေးသွားမယ်ဒီဘဝဘဝတန်တရားမဆက်တော့ဘူးဟိဘဝတဏပြတ်အောင်ရဟန္တာဖြစ်အောင်ကြိုးစားမယ်ဆိုရင်လည်းပြီးရောပေါ့ဗျာဟုတ်လားတခိုင်းမိုက်မြအေးဒါကြောင့်ကောင်းသောစိတ်တည်ပါလဲ ဖြစ်စေမှာအေးချမ်းစီတွေတက်တာစီတွေနော်ဒီဘဝမှာအကျိုးပေးမယ်တန်တရားတလျှောက်လိုက်ပြီးတော့ဖေးမှမယ်၊ကုညီမယ်၊စောင့်ရှောက်မယ်၊အဆင့်မြင့်စေမယ်ဒါကြောင့်သူ့ထက်အားကိုးစရာကောင်းသောမိတ်ဆွေအခြားရှိနိုင်ပါသလားမရှိနိုင်ဘူးနော်ဒါကြောင့်အားကိုးစရာအကောင်းဆုံးမိတ်ဆွေဒီဘာလဲလို့မေးရင်ကောင်းသောစိတ်ဟုတ်ပြီလားအေးဦးဇင်းကတရားကို၃ဘိုင်းပြောမလို့အောက်မိထားတာအခုမှ၂ဘိုင်းပြီးသေးတယ် မကောင်းသော စိတ်သည်ကြောက်เสียကောင်းသူယံသူလို့ပြောမယ်လို့စိတ်ကူးထားတယ်ပြောပြီးသွားပြီเนาะကောင်းသောစိတ်သည်အကောင်းဆုံးအားကိုးเสียအကောင်းဆုံးမိတ်ဆွေလို့ပြောမယ်လို့စဉ်းစားထားတယ်ခုလူရင်းလောက်ပြောပြီးသွားပြီနောက်တတိယပြောမှာကဘာလဲဆိုတော့အဲ့ဒီလို့ဆိုရင်မကောင်းတဲ့စိတ်ဒီဟူသောယံသူတွေနဲသွားဖို့ကောင်းတဲ့စိတ်ဒီဟူသောမိတ်ဆွေတွေများလာဖို့ဘယ်ပုံစံကြိုးစားကြမလဲ ဒီအဖြေကိုပြောမယ်တတ္တရအဆင့်နောက်တစ်ခိုက်တစ်မိုက်မြတ်ဒီတရားမှာအရေးကြီးဆုံးအဆင့်ကို ရောက်လာပြီလို့နားလည်စေခြင်းတယ်ခုတက္ကသမားတို့ရဲ့စိတ်ထဲမှာလေမကောင်းသောစိတ်သည်ဘဝမှာကြောက်စရာအကောင်းဆုံးလို့ထိုက်တဲ့လို့တော့သဘောပေါက်သွားပြီနော်ကောင်းသောစိတ်သည်အကုသရာအကောင်းဆုံးလို့ထိုက်တဲ့တဲ့လို့တော့ဗာလဲသဘောပေါက်သွားပြီနော် အေးအဲ့ဒီလို့သဘောပေါက်ပြီးရင်ကောင်းတဲ့စိတ်တွေများပြီးတော့မကောင်းတဲ့စိတ်တွေနည်းအောင်လုပ်ဖို့ပဲလိုတော့တယ်ပေါ့လား ချမ်းသာခြင်းကြတဲ့ပုဂ္ဂိုလ်တွေဆင်းရဲကြောက်တဲ့ပုဂ္ဂိုလ်တွေဒီလမ်းမှာရွေးရမယ်ပေါ့လားအေးအဲ့ဒီလိုဆိုရင်မကောင်းတဲ့စိတ်တွေနှဲပြီးတော့ကောင်းတဲ့စိတ်တွေများအောင်ဘယ်လိုလုပ်ကြမလဲဒီအဖြေလေးမလိုဘူးလားဘယ်လိုလုပ်ကြမလဲဒါလေးဒါလေးနော်တခိုက်မိုက်ပြတမျက်စွာဘုရားရဲ့ဒေသနာတော်အလိုရကောင်းတဲ့စိတ်တွေနေရာဝင်းယူလိုက်ရင်မကောင်းတဲ့စိတ်တွေဟာအလိုလိုဖယ်ပေးရနော်တခိုက်မိုက်ပြဒီအချက်ကလေးကိုသဘောပေါက်စေချင်တယ်နော် ကောင်းတဲ့စိတ်တွေနေရာဝင်ယူလိုက်ရင်မကောင်းတဲ့စိတ်တွေဟာအလိုလိုဖယ်ပေးရဟုတ်လားဒီပလင်းအလွတ်ထဲမှာလေရှိနေတယ်အဲ့ဒီတဲကိုရေထဲလိုက်ပြီဆိုရင် လေဟာပါလဲအလိုလိုဖယ်ပေးရဘာပြုလို့လဲသူ့နေရာကိုဘယ်သူဝင်ယူလာလဲရေကနေရာဝင်ယူလာဟုတ်လားတခါကြီးမိုက်မြအေးဒါကြောင့်တခါသမားတို့ဦးဇင်းတို့ရဲ့တန်တန်မှာရှိတယ်ဘဝဆိုတာနော်မကောင်းသဖြင့်စထားတာဘဝရဲ့မူရင်းအမြင့်ဆိုတာကိုဟာဆိုရှိတယ်လေ ဘဝရဲ့ငူရင်းအမြင့်နှစ်ချောင်းကဘာများလို့သိထားလဲတချို့သိမယ်နော်ဘဝရဲ့ငူရင်းအမြင့်ကြီးနှစ်ချောင်းဘဝဒီဟူသောတစ်ပင်ကြီးရှင်သန်ဖို့အတွက်ဘဝကိုတစ်ပင်နဲ့မြတ်စွာဘုရားဥပမာပေးရလေအဲ့ဒီတစ်ပင်ကြီးရှင်သန်ဖို့အတွက်အမြင့်နှစ်ချောင်းရှိတယ်အဝိဇ္ဇာရဲ့တဏှာရဲ့မတိတာရဲ့ရန်တန်ပြီးတော့ရချင်းလိုက်တာရဲ့ဒီနှစ်ခုနဲ့ဘဝဟာယက်တည်နေတာဒါဘဝရဲ့အခြေခံဟာကောင်းတယ်လို့ပြောမလားမကောင်းဘူးလို့ပြောမလားဟင်ဒီကမာကြီးတွေကောင်းတယ်လို့ပြောမလားမကောင်းဘူးလို့ပြောမလား ကောင်းဘူးမကောင်းလို့ဘဝရက်တည်နေတာအဲ့ဒီမကောင်းတာဖယ်လိုက်ရင်အဲ့ဒီဆင်းရဲဆိုတဲ့ဘဝဟာချုပ်ငိမ့်သွားရောသာသနာဟာအဲ့ဒီနီးကိုပေးဖို့အတွက်သာသနာဆိုတာဖြစ်လာဒီစကားကနည်းနည်းလေးအဆင့်မြင့်နေတော့တခါကြီးမိုက်ပြအဲ့တော့ဦးဇင်းတို့ပြောနေတာကဘာလဲဆိုတော့တတ္တဝါရဲ့ပင်ကိုသဘောတည်မကောင်းတဲ့နေရာမှာမကောင်းတဲ့အပြောမှာမကောင်းတဲ့အကြံစီမှာစိတ်ဟာပျော်မွေ့တဲ့သဘောရှိဟုတ်လားဒါကြောင့်အမြဲတမ်းလေးသပွဲနေရာယူနေတဲ့မကောင်းသောစိတ်ရဲ့နေရာမှာ ကောင်းသော စိတ်ကအစာထိုးဝင်လိုက်မယ်ဆိုလို့ရှိရင်မကောင်းသောစိတ်ကဘာဖြစ်သွားလဲနေရာဖယ်ပေးရဒါကြောင့်ကောင်းသောစိတ်ကိုအရေးတကြီးနေရာပေးဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုကောင်းတဲ့စိတ်တွေအစင်မပြတ်အဆက်မပြတ်ဖြစ်အောင်ကြိုးစားတာကိုဘာဝနာလုပ်တယ်လို့ခေါ်တာပါပဲနော်ဒကာကြီးမိုက်မြားဒါနာကောင်းမှုပြုတယ်ဆိုရင်လေသူ့လောက်တော့ဇက်တိုက်ကြီးမဖြစ်ဘူးနော်လူတယ်လူတော့မယ်လူဖို့အတွက်အမျိုးမျိုးကြိုးစားရတယ်လူပြီးတဲ့နောက်စိတ်မချမ်းသာတဲ့အရာတွေလည်းတစ်ခါတည်းလေတွေ့တဲ့သေးတယ်ဟုတ်လားအခက်မသိရင်လေ ူတာကိုရှုံ့ချနေတာမဟုတ်ဘူးနော်အေးအဲ့ဒီလိုပဲသီလစောင့်တည်တယ်ဆိုရင်လည်းပဲဘာဝနာတရားလောက်တော့ဇက်တိုက်ကြီးကောင်းတဲ့စိတ်တွေနေရာဝင်မရှိဘူးဟုတ်လားဒါကြောင့်ပေးသက်တို့ကောင်းတဲ့စိတ်တွေများခြင်းနဲ့မကောင်းတဲ့စိတ်တွေနည်းခြင်းနဲ့ဆိုရင်ဦးဇင်းတို့တကယ်ကိုပဲလေးလေးနက်နက်ပေးသက်တို့ကိုပြောမယ်